infection ဖြစ်မယ်ဆိုရင် glucose ကနေပြီးတော့မှပြိုကွဲပြီးတော့မှ respiration တွားတယ်အဲ့တော့ aerobic respiration ကကြတော့ mitochondria ထဲမှာဖြစ်မယ်အဲ့တော့ဒီ mitochondria ထဲမှာဖြစ်တဲ့ aerobic respiration ကဘာတွေတုံးလဲဆိုတော့ခါကြတော့သူက glucose ကိုဖြိုခွဲမှဆိုတော့ glucose လုံးမယ်အဲ့တော့ဖြိုခွဲလိုက်တဲ့ချိန်မှာဘာတွေထွက်သွားလဲ energy ရောချေရော carbon dioxide ရောโอเค energy ရေရေ carbon dioxide ရေထွက်သွားတယ် ဲ့တော့ဒါက mitochondria ထဲမှာဖြစ်တယ်ဆိုတော့အပင်ဆဲလေးတွေမှာရောဒီရဲ့ aerobic respiration ဖြစ်နိုင်လားဖြစ်နိုင်ပါတယ်ဖြစ်ဖြစ်နိုင်တယ်အဲ့တော့ဒီ aerobic respiration ကနေပြီးတော့မှဘာထွက်လဲကောင်းနာအောက်ဆိုင်โอเคကောင်းနာအောက်ဆိုင်ထွက်တယ်အဲ့တော့ဒီနေ့ဒီချယ်ရူကလေ့လာမှာကဒီရဲ့ aerobic respiration ကနေပြီးတော့မှကောင်းနာအောက်ဆိုင်တကယ်ထွက်လာမထွက်လာဆိုတာလေးကိုလေ့လာမယ်အဲ့တော့အရင်ဆုံးအပင်လေးတွေကိုလေ့လာမယ်အပင်လေးတွေကိုလေ့လာမယ်ဆိုတော့ဒီဗီဒီယိုလေးကြည့်နော်ပြီးစမ်းမယ် ဒီရဲ့ပုံလေးမှာပါတဲ့အတိုင်းပဲသူကဘာလေးလိုအပ်မှလဲဆိုတော့ခါကြတော့ conical flag လိုအပ်မယ်เนาะဒါဒီ flag ထဲမှာဘာလုပ်ဖို့လဲဆိုတော့ခါကြတော့ဒီရဲ့အစစ်လေးတွေထည့်ဖို့အတွက်အစစ်လေးတွေထည့်မယ်ထည့်ပြီးတော့မှဘာလိုလိုဒီလဲဆိုတော့ခါကြ potassium hydroxide လိုအပ်တယ်အဲ့တော့ဗီဒီယိုထဲမှာ potassium hydroxide ကိုကြာတော့သူက KOH လို့ပြောသွားတယ်အဲ့တော့အဲ့ဒီ KOH ကဘာလုပ်တယ်လို့ပြောသွားလဲကြားလိုက်လား carbon dioxide ဖြစ်အဲဆောင်းလိုက်တာ โอเคကောင်းတာအောင်စိုက်ကိုဆုပ်လူအားအဲ့ဒီရဲ့ပလီလီ conical flag လေးထဲမှာအစစ်လေးတွေထည့်လိုက်တယ်အစစ်လေးတွေထည့်ရင်ဆိုရင်တူထဲမှာဒီအဖုံးလေးမပိတ်ခင်မှာလေရှိရယ်ဟုတ်တယ်နော်အဲ့တော့လေထဲမှာဘာပါမလဲအောက်ဆီဂျင်အောက်ဆီဂျင်โอเคအောက်ဆီဂျင်တွေရှိနေမှာဒီရဲ့ conical flag ထဲမှာစဉ်းစားကြည့်ကြတော့အဲ့တော့ conical flask ထဲမှာအောက်ဆီဂျင်နေရှိရယ်ပြီးတော့ခါကျတော့အဖုံးလေးကိုပိတ်လိုက်တယ်ပိတ်ပြီးတော့သူက vaseline နဲ့ဒီပေါ်လေးကို တုတ်လိုက်တာအဲ့တော့ vaseline လေးနဲ့အပေါ်လေးကိုတုတ်လိုက်တဲ့အကြောင်းရင်းငါဒီထဲကလေတွေလည်းမထွက်အောင်အပြင်ကနောက်ထပ်လေတွေလည်းမဝင်အောင်အဲ့တော့ဒီထဲမှာအောက်ဆီဂျင်တွေရှိရဲအဲ့တော့ဒီရဲ့ champion ဒီရဲ့ basic လေးတွေကအောက်ဆီဂျင်တွေကိုသုံးမယ်သုံးပြီးတော့မှ respiration လုပ်မယ်ဆိုရင်သူကဘာတွေထွက်လာမှာလဲကောင်းပါလားโอเคကောင်နာအောက်ဆိုက်ထွက်လာမှာအဲ့ဒီကောင်နာအောက်ဆိုက်ကိုဘယ်သူကစုံမှာလဲ absorb လုပ်မှာလဲဟွန်း Okay, KOH ကဒီရဲ့ respiration နဲ့ဒီရဲ့ basically ဒါ respiration လုပ်ခဲ့တယ်ဆိုရင် CO2 ထွက်မယ် CO2 ဒါထွက်မယ်ဆိုရင် KOH ကဒီရဲ့ထွက်လာတမျှ CO2 တွေ absorb လုပ်လိုက်မယ်အဲ့တော့ဒီထဲမှာနောက်ဝင်တဲ့လေတွေထက်ရှိသေးလားလေတွေထက်ဝင်နိုင်သေးလားဒီရဲ့ဟိုလေတွေဟို conical flux လေတွေ Okay မဝင်နိုင်ဘူးเนาะဘာလို့လဲဆိုတော့ဒီရဲ့ cord လေးနဲ့ပိတ်ထားတဲ့အတွက်ကြောင့်ပေါ့အဲ့တော့လေတွေ ဝင်နိုင်တော့တဲ့အတွက်ကြောင့်မို့သူ့မှာအောက်ဆီဂျင်ကလည်းမရှိတော့ဘူးထွက်လာတဲ့ CO2 တွေကလည်းဒီရဲ့ KOH က absorb လုပ်လိုက်ပြီအဲ့တော့သူ့ထဲမှာလေမရှိတော့ဘူးလေမရှိတော့ဘူးဆိုရင်ဒီရဲ့ conical flux တွေက pressure နဲ့အပြင်က pressure နဲ့တူနိုင်လားကဲမတူနိုင်မှုဆိုရင်ဒီရဲ့ပိုက်လေးတွေကနေပြီးတော့မှ pressure မတူတဲ့အတွက်ရေတွေကမြင့်တက်လာမှာအဲဆိုရင်ရေမြင့်တက်လာရတဲ့အကြောင်းရင်းကဒီထဲမှာ ဟွာလေ pressure မတူတော့တဲ့အတွက်ကြောင့်မို့ pressure မတူတော့ဆိုတော့ तू อ่ะဒီရဲ့ ဂျမီဒီစစ်စစ်အစိတ်လေးတွေပဲစိတ်လေးတွေကအောက်ဆီဂျင်တွေကိုသုံးတယ်ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုထုတ်လိုက်တယ်အဲ့တော့အောက်ဆီဂျင်ကလည်းမရှိတော့ဘူးကာဗွန်ဒိုင်အောက်ဆိုက်ကလည်း KOH ကစုံလိုက်တဲ့အတွက်ကြောင့်မရှိတော့ဘူးတကယ်လို့လား respiration မဖြစ်ဘူးဆိုရင်အဲ့တော့ respiration အတွက်အောက်ဆီဂျင်တွေကိုလည်းဒီအစိတ်လေးကမသုံးဘူးဆိုရင်ဒီရဲ့ pressure နဲ့အပြင်က pressure နဲ့ကတူနေမှာတူနေမယ်ဆိုရင်ဒီရဲ့ပိုက်ပိုက်လေးထဲမှာရေကမြင့်တက်လာမှာပါ ဲ့တော့အခုရေမြင့်တက်လာတာကိုကြည့်ခြင်းအဖြစ်ဒီချေတော့ဘာတရလဲဆိုတော့ဒီအဆိတ်လေးတွေက respiration လုပ်တယ်ဆိုတာတရတယ်။ Okay အဲ့တော့ဒါလေးကစာလေးကိုဖတ်ကြည့်ရအောင် င်အဲ့တော့စစချင်းမလုံးမလဲဆိုတော့မြေပဲစေးဒါမှမဟုတ်ရင်ဒီရဲ့ပဲစေးလေးတွေကိုဂျာမနီနဲ့ဂျာမနီလုံးဖို့အတွက်အညောင်ဖောက်ဖို့အတွက်သူက conical flask လေးထဲမှာထည့်လိုက်မှာထည့်ပြီးတော့ရင် potassium hydroxide နော် KOH formate ကိုဒီရဲ့ test tube လေးထဲမှာထည့်လိုက်မယ်ထည့်ပြီးတော့မှဒီရဲ့ test tube လေးကိုကျိုးလေးနဲ့ချီပြီးတော့မှဒီလိုလေးတန်းလန်းလေးဖြောင်းလုပ်လိုက်တာဟုတ်တယ်နော်အေးပြီးတော့ဒီရဲ့ conical flask ကို ီအပေါ်ကနေပြီးတော့မှပိတ်လိုက်တယ်ဒီရဲ့အဖော့စုပ်လေးနဲ့ပိတ်လိုက်တယ်ပိတ်ပြီးတော့မှအပေါ်ကိုစီးလုပ်လိုက်တယ်အဲ့တော့အပြင်ကလေရလည်းမဝင်နိုင်တော့ဘူးအထက်ကလေရလည်းမထွက်နိုင်တော့ဘူးကဲနောက်တစ်ခုကကြတော့ bankless test 2ဆိုတာခါကြပါလေးကိုပြောရလဲဆိုတာလေးကိုင်းနေရဟာလေဒါလေးကိုလည်းယူလိုက်တယ်ဒါလေးကိုယူလာရဲ့အကြောင်းရင်းကကြတော့ဒီဘက်က အာ pressure နဲ့ဒီဘက်ကရေထဲကိုထည့်ပြီးတော့မှဒီရဲ့ရေရဲ့မျက်နှာပြင်မြင့်တက်လာလားမြင့်တက်လာအောင်လားဆိုတာကိုစမ်းဖို့အတွက်တစ်ချက်တော့ဗမ်ကျုပ်လေးကိုယူလိုက်မယ်ယူပြီးတော့ရင်အော် observe the initial water level in a bank class ကျူတယ်အဲ့တော့ bank class ကျူတယ်မှာရေကဘလောက်ရှိလဲအဲ့ဒါလေးကိုလေ့လာမယ်ပြီးတော့ခါကျတော့2 hour ကြာပြီးတဲ့အချိန်မှာဒီရဲ့ germinate နေဖြစ်တဲ့အညာဖောက်ထားတဲ့အဆစ်လေးတွေကနေပြီးတော့မှမလုံးမလဲဆိုတာလေးကိုလေ့လာလိုက်တာ ဲ့တော့လေးလာတော့2 hour ကြာပြီးတဲ့အချိန်မှာဘာဖြစ်မလဲဆိုတော့အဲ့ဒီ class studio ထဲမှာရေလီရမြင့်တက်သွားတယ်တဲ့ဗီဒီယိုလေးထဲမှာတွေးလိုက်လားရေလီတက်လာတာကဲတွေးလိုက်လားဗီဒီယိုထဲမှာရေအင်းတွေးလိုက်တယ်မတွေးလိုက်တဲ့လူရှိလားမတွေးလိုက်တဲ့လူရှိရင်ပြန်ပြမယ် okay အဲ့ဒါရှိမယ်အဲ့တော့ခါကြတော့ဒါကဘာကိုစမ်းတက်တာလဲဆိုတော့ခါကြတော့ဒီရဲ့အပင်ဆဲလေးဒီမှာကောင်နာအောင်ဆိုင်ထွက်လာဆိုတာစမ်းတက်တာအဲ့တော့ကောင်နာအောင်ဆိုင်ကဘယ်ချိန်မှာထွက်တာလဲဆိုတော့ခါကြတော့ respiration ဖြစ်တဲ့ချိန်မှာမှထွက်မှာဟုတ်တယ်နော်အဲ့တော့ respiration ဖြစ်တဲ့ချိန်မှာကောင်နာအောင်ဆိုင်ထွက်တာတေချာလာဆိုတာကိုဒါလေးနဲ့စမ်းတက်တာအဲ့တော့တကယ်လို့ဒီရဲ့တရိတ်ဆန်လေးဒီမှာလည်းကြည့်ရအောင် animal ဆန်လေးဒီမှာ ဲ့တော့ဒီပလင်းလေးထဲမှာပါထဲမှာလဲပလင်းလေးထဲမှာကျတော့ဒီရဲ့ဆိုရာပျော်ရည်လေးထည့်ထားမှာအဲ့တော့တူတယ်ကိုလေဝင်လို့ရအောင်ဒီရဲ့ဟွာလေးနဲ့အဲကရော့လေးနဲ့เนาะဒီမျိုးပုံကရော့လေးထားထားမှာအဲ့တော့မျိုးပုံကရော့လေးကနေပြောမှာလေးတွေဝင်မယ်ဆိုတော့တူတယ်ကနေဘာတွေရမှာလဲလေးတွေကဘာလေးတွေကနေဘာပါမှာလဲအောက်ဆီဂျင်ပါโอเคဒါအောက်ဆီဂျင်ဝင်အောင်လုပ်ထားတာ အဲပြီးတော့ဒီရဲ့အလဲဖန်အိုးလေးထဲမှာကြာသူကကြွက်ကလေးကိုထည့်ထားမှာပြီးတော့ဒုတိယအိုးလေးဒုတိယအိုးလေးထဲမှာကြာသူကဒီဟာလေထွက်လို့ရအောင်ဒီရဲ့ air out ဆိုပြီးတော့มาရှိမယ်ပြီးတော့တူထဲမှာလည်းဒီရဲ့ဆိုတာပြောရင်းလေးရှိမယ်အဲ့တော့ဆိုတာပြောရင်းလေးကဘာကြောင့်မနောက်တော့လဲအဲ့တော့ဘာကြောင့်မ ော့ပထမဆုံးဒီရဲ့ distal funnel ဆိုတာကကျတော့ဒီကရော့လေးကိုပြောမှာဒီမျိုးပုံကရော့လေးဒီပုံစံကရော့လေးဖန်ကရော့လေးကိုဒီရဲ့ distal funnel လို့ခေါ်မှာအဲ့ဒီထဲမှာ soda lime ရှိမယ်အဲ့ဒီ soda lime ကဘာအတွက်လဲဆိုတော့ခါကြောင်ကောင်နာ outside တွေကို absorb ဆုပ်ယူဖို့အတွက်အဲ့ဒါဆိုရင်ဒီထဲမှာဆိုရင်သူကကောင်နာ outside မရှိဘူး oxygen ပဲရှိမှာအဲ့တော့ဒီ oxygen ကဒီပလီလေးတွေကကြွက်ကလေးစီကိုရောက်မယ်ကဲကြွက်ကလေးကအသက်ရှူပြီးတော့ ပြန်ပြီးတော့မှလေကိုထုတ်လိုက်မယ်ဆိုရင်ဘာတွေထွက်သွားမှာလဲ carbon dioxide ဟုတ်ကဲ့ CO2 တွေထွက်သွားမယ် carbon dioxide တွေထွက်သွားမယ်အဲ့တော့ carbon dioxide ကဒီကြားထဲကနေပြီးတော့မှ A ကိုလည်းရောက်မယ် B ကိုလည်းရောက်မယ်ဒါပေမဲ့ A မှာကြတော့ तू က carbon dioxide ကို absorb လုပ်ဖို့ဆိုတာ line ဒီ A ရဲ့ fan ဒီအပေါ်လေးမှာထပ်ထားတယ် เนาะအဲ့တော့တัวကောင်းတာ outside ကို absorb လုပ်မှာ after passing through the flag တဲ့အဲ့တော့ဒီရဲ့ flag တွေဝေါ်လေးတွေကတွားမယ်တွားတဲ့အချိန်မှာ bottle bee မှာဆိုရင် ဟိုတယ်ပြီးမှဆိုရင်ဘာပဲလေးတွေဖြစ်သွားမယ်တဲ့ဒီမဲ့ဒါကဘာပဲလေးတွေဒီလိုဘာပဲလေးတွေဖြစ်သွားရတဲ့အကြောင်းကြီးကဘာကြောင့်မို့လဲဆိုတော့ခါကြတော့လေးတွေထွက်ဖြတ်သွားတဲ့တဲ့ကြောင့်မို့ရေထဲမှာဘာပဲလေးတွေဖြတ်ဖြစ်သွားတာဒါပေမဲ့ဘောတဲ့အင်းမှာကြတော့သူ့ရဲ့ရေကအဲ့ဒီရဲ့ line water ကဆိုတာ line water ကဆိုတာပြောရေကကြတော့ဒါ clear ဖြစ်ရမှာเนาะ clever ဖြစ်နေအဲ့တော့ clear ကြီးနေမှာအဲ့အဲ့လိုကြီးနေတဲ့ဟာဘာကိုပြောရလဲဆိုတော့သူကကောင်းတာ outside တွေကိုမရှိဘူးဆိုတာပြောတာ ကောင်နာအောင်ဆိုင်မရှိရတဲ့ကြောင်ရင်ကတူတယ်မှာအဲ့ဒီရဲ့ကြော့လေးတဲမှာရှိတယ်ဆိုတာ line နေကြောင်မို့မရှိရ portability ကဘာပြောင်းတော့မှလဲဆိုခါကြ Mickey Gala ဆိုတော့နောက်တော့မှာဒါပေမဲ့ border A ကတော့ set ပြီးတော့မှာ အာ clear ဖြစ်နေမှာအဲ့တော့ bottle B ကနောက်သွားရတဲ့အကြောင်းရင်းကကြတော့2ရဲ့ bottle B မှာဆိုရင် counter outside ကို absorb လုပ်မဲ့ဟာမရှိတဲ့အတွက်ကြောင့်မို့အဲ့တော့အဲ့ဒီ counter outside နဲ့ဒီရဲ့ lime water နဲ့ပေါင်းသွားတဲ့အချိန်မှာနောက်သွားမှာ အဲဆက်သွယ်ရင်ဒီရဲ့ COH2 နဲ့ဒီရဲ့ကောင်နာအောင်ဆိုင်နဲ့ပေါင်းသွားမယ်ပေါင်းသွားတဲ့အချိန်မှာ CCO3 ဒီများလေးရပါဖြစ်သွားရလဲဆိုတော့သူကမပြုံဝင်တော့တဲ့ form dissolve မဟုတ်တဲ့ form ကိုပြတာအဲတော့ dissolve မဟုတ်တော့တဲ့အတွက်ကြောင့်မို့ဒီရဲ့ပျော်ရည်ထဲမှာမပြုံဝင်မှုမပြုံဝင်တဲ့အတွက်ကြောင့်သူက clear မဟုတ်တော့ဝင်တဲ့ target ဖြစ်သွားတာအဲ့ဒါအဖအောင်စမ်းတက်ထားရလဲဆိုတော့ဒီရဲ့ animal cells လေးတွေဒီ ကြွက်ကလေးကြွက်ကလေးကနေဆန်းထားတာ dot animal ဆိုခါကြတူကလည်းတက်ရှိပဲဟုတ်တယ်เนาะအဲ့တော့ဒီရဲ့တက်ရှိ cell လေးတွေမှာလည်း carbon dioxide ကထွက်လာ respiration လုပ်တဲ့အချိန်မှာ carbon dioxide ထွက်လာဆိုတာဆန်းထားတာအဲ့တော့ဒီ experiment 1မှာလည်းတူတူပဲဒီ experiment 1မှာကြာတော့ဒီရဲ့အပင်လေးတွေအပင်လေးတွေမှာလည်းအပင် cell လေးတွေမှာလည်း mitochondria ရှိရဲ့အဲ့တော့သူကလည်း respiration ဖြစ်တယ် respiration ဖြစ်တဲ့အတွက်ကြောင့်မို့သူကလည်း carbon dioxide ထွက်တယ်အဲ့တော့ဒါလေးကဒီနှစ်ခုဆန်းထားတာ